ရိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဆရာခန့်ရေးသားထားတဲ့မြက်ဆန်ထုံးနဲ့မြောက်တရားကျောင်းအပိုင်း၁၉ကိုတင်ဆက်ပေးကြမှာရယ်အစီအစဉ်လေးစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like ရယ် Subscribe လေးလုပ်ပြီးတင်သမားဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနားအနုတီဘဲလေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြမှာရယ်ကျမတို့အစီအစဉ်တင်ဆက်သူဟေမကူကူဖြစ်ပါရယ်ရှင်စကုဥဒ္ဒပါတိညာနဥဒ္ဒပါတိ ညာဥဒပါတိဝိဇာဥဒပါတိအာလောကဥဒပါတိလက်ထရနောက်ဆုံးပရိစေကလေးကြောက်ခနေကြသွားရယ်ပရိကိုလက်မပပြီးတော့ကပလုံးစီရီကလေးကိုလက်အုပ်ချလိုက်တဲ့သူကတော့မျက်စံထုံးအခုပုပ်ပါကြောင့်ကလမတပည့်နှစ်ဦးဖြစ်လာတဲ့ကြော်စောနဲ့ထင်ရှားတို့ကိုစောင့်နေကြမှာဒုတိယကျေးပရိပတ်တရားလေးပြည့်ပြန်နေလေလက်ထဲမှာလေတပည့်နှစ်ဦးပညာရှင်တည်းရဲ့အတွက်ဝိဇာပေးတဲ့ကျမ်းတစ်စောင်ရှိပါရယ် ကျန်းလို့ဆိုရပေမဲ့လည်း Propite တစ်ခုစာကိုပေတရွက်စာအဖြစ်နဲ့စီရင်ပေးထားတဲ့ထွက်ရလန်းစင်တစ်ခုသားဖြစ်ပါရယ်။မြေဆန်ထွားပရီကိုအစမပြတ်စိတ်နေရခြင်းကတော့အကြောင်းမဲမဟုတ်ပါဘူး။အဲ့ဒီပရီစိတ်နေကတီလာရှိရသူလူတအူးကိုအမြင်တက်အကြတက်ရစေနိုင်တဲ့အထွန်းထက်တာပါ။ ညဆက်ထုံအဖို့အထက်ဝိဇာကြီးများညွှန်ကြားထားတဲ့အတိုင်းတပည့်အုပ်ကိုပုတ်ပါတောင်ကလပ်တီမိမိတို့လုံလောင်နဲ့လာရောက်နိုင်စေဖို့အတွက်ထားရခဲ့ပေမဲ့လည်းစိတ်အာယုံကတော့တပည့်အုပ်ကိုအမြဲတမ်းအထင်ခံနေအောင်အာယုံဆူဆိုက်ထားပါရယ်ပရိစိတ်ချင်းကြောင့်လည်းအာယုံဆူဆိုက်မှုအားကောင်းနေပြီးတပည့်ရရဲ့ကံကြမ္မာကိုလည်းပြစ်ဆုတ်ပန်းသာမကအနာဂတ်အမြင်များပါရရှိလာခဲ့ပါရယ်နေစိညာစံသက်ခြင်းကိုခံရပြီးတော့ကြော်စုံနဲ့ထင်ရှားလို့ဒဏ်ရာရထားတဲ့အချိန်မှလေးမျက်စံထုံးကကိုယ်တိုင်ဝင်ရောက်ကာကွယ်ပေးခွင့်မရှိခဲ့ပါဘူး ဒါအိမ်မဲ့လည်းအစီရင်နဲ့မြောက်တကောင်ကိုစိတ်မြတ်တေးပေးခိုင်းပြီးတော့တန်ရအရှင်ပြအောင်ကုသပေးခဲ့ပြန်တယ်လေအခုခါမှလေတပည့်နဲ့ဥဖြစ်တဲ့တန်ကဝေကြက်ကဝေပိုင်ရှင်ကျော်စောနဲ့ထင်ရှားတို့ကဆရာဖြစ်သူရဲ့အစီရင်ကိုသိရပြီးတော့မြောက်ကြီးရဲ့သွာလန်းတိုင်းဆရာကိုရှာကြပါရယ်အိမ်မဲ့နမိတ်ပေးတဲ့စံတက်ချက်၅ခုလေးလေးခုပြီးဆုံးခဲ့ပြီလေပုပ်ပါကြောင်ကလန်အနီရဲ့တော်ရင်တနေရာမှာမိန်ကလေးတူကလမ်းလျှောက်လာနေပါရယ်မိန်ကလေးရဲ့ဘေးတစ်ဖက်တစ်ချက်မှာလက်အုပ်ကြီးလေးရှိတဲ့အချွေရံများလေးရှိပါရယ် အဲ့အမျိုးသမီးရဲ့အခြေရန်လေးကိုတည်ငြိမ်တဲ့မျက်နှာထားနဲ့ကိစ္စရပ်တစ်ခုကိုမှားကြနေပြီးအဆုံးမှာတော့တစ်ပင်ထမခေါင်းကမြူးကပျော်ရွှင်နေတဲ့မြောက်တကောင်ကိုလက်ညှိုးညှင်ပြပြီးဆက်လက်မှာကြပါရယ်ပြီးရဲ့အခါမှာတော့အဲ့ဒီအသွင်သဏ္ဍာန်အားလုံးကိုမှေးမိန်ပြောက်ကွဲသွားကြပါပြီတောက်ကလပ်ပေါ်မှာရှိတဲ့မျက်စံထုံကလေးဇေဒီကလေးပြီးမှပဲမတိမသားပြုံးလိုက်ပါရယ်မြက်ဆန်ထုံအစီအင်းနဲ့လွှတ်လိုက်တဲ့မြောက်ကြီးကိုလမ်းပြတပွဲသဘောထားပြီးတော့ကြော်စုံနဲ့ထင်ရှားလို့လိုက်လာခဲ့တာအချိန်လင်းခဲ့ပြီးတော့မှောင်ရီပြိုးပါပြီ။ ဒီပါဝင်ကျင်တော်ကလေးမှာတင်းငယ်လာရဆိုပေမဲ့လေတောကြီးမြမဲလိုမျိုးဖြစ်နေပြီးတော့ခရီးမတွင်တာကိုတော့တတိထားလာမိခဲ့ပါရယ်။ဒါကြောင့်ညအမောင်ရောက်ရင်အခက်မတွေ့စေရန်အတွက်နေစာနေရာတစ်ခုကိုရှာလိုက်ကြပါရယ်။နောင်ကြီးတို့ဘာရှာနေရတော့အတန်လာရောက်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ဒူးလေးကြီးကိုကင်ပြီးတော့ရှင်နေတဲ့မိုးဆိုးတူကိုတွေ့လိုက်ရပါရယ်။ ကျောမလေးညရန်တို့ကိုထဲတဲ့ကြီးတော့တလုံးကိုလွှဲပူထားပြီးအပေါ်အင်းကြီးပလာခြင်းနဲ့ပစိုးကောင်ကြိုက်ထားပြီးတော့ခပ်ဖိုင်ဖိုင်ကိုရဲရှိပါရီကျောစောကမိုးဆိုးကြီးကိုစကားဆိုရင်ဟန်ပြန်လိုက်ပြီးမဲလေထင်ရှားကဦးနှင်းအောင်ဝင်ပြောလိုက်ပါရီကျို့တို့တောင်ကလောက်သွားမလို့ပါမိုးဆိုးကြီးဟာဒါဖြင့်လမ်းမလာတာပဲနောက်ကြီးတော့ညဘက်တက်တန်နေသွားရမှာပါရှေ့မဟုတ်ဘူးကျေးဇူးတင်ပါတယ်မိုးဆိုးကြီးခင်ဗျားလည်းညံ့လာပြီလေကဲကျို့တို့ရခီးဆက်လိုက်ပါဦးမယ်ကောင်းပါပြီဗျလမ်းခီးမှာမှောင်လို့နားမယ်ဆိုရင်တော့ရှေ့မှာဖုန်းကြီးကြောင်ရှိရဲ့ဗျ ဟုတ်ပြီဗျာကျွတ်တော့ခွင့်ပြုပါအောင်ကျော်စောနဲ့ထင်ရှားတို့ကလည်းမုံဆိုးကြီးညံပြတဲ့လမ်းအတိုင်းထွက်ခွာခဲ့ရမှာနောက်ကျောပေါ်မှာမုံဆိုးကြီးပြောက်ွယ်သွားပါရဲ့ကျော်စောနဲ့ထင်ရှားတို့လည်းလုံးဝလဲမကြည့်ပါဘူးအကိုကြီးထင်ရှားလူမဟုတ်တာသိတာနေရဘဲနဲ့ရောဗျငါတို့ကတာမန်အသေးဖွဲကလေးတွေထင်လို့နေမှာပေါ့ကွာဒီလိုမဟုတ်ရင်လည်းစမ်းတာဖြစ်နိုင်တယ်မိုးကျော်လူနေတော်ကြီးလည်းမမိုးဆိုးရှိနေစာအကြောင်းမှမရှိပဲကျောက်ကမူလားအတင်ပြောင်းပြောင်းခိုင်းမလို့ဘလူးထင်တာပဲမဟုတ်တာကြမ်းစင်တော့ဆုံးမမယ်လေ အသွင်ပြင်ကြည့်ရတော့မင်းခံမနာနှိစက်တယ်ညီလေး။ဒါပေမဲ့အကူကသူတို့ရဲ့နေမည်ဖြစ်နေရောမသိကြအောင်ဆောင်ထားလိုက်ပါကွာ။ဆရာစကားလေးရှိသေးရမို့လား။သူပြတဲ့လံအကူရရှုံးလား။မင်းရောငါရောကိုဝေဆက်တွေလှုပ်ကြည့်ပြီးပြီလေ။ဆက်ကျိုးဆုံးတဲ့ဒီတော်နမေရမဆုံးသေးဘူးဖြစ်နေမလား။အဲ့အကြောင်းရှိလို့ပေါ့ကွာ။ညလိုတိရစ္ဆာန်လည်းမရှုံး၊ဘလူးကိုလည်းမရှုံး။ငါတို့ဆရာပဲရှုံးနေ။အခုတော့ဘလို့အကျိုးဆက်ဖြစ်လာမှလည်းသိကြလို့ဘလူးပြောတယ်လို့ရှေ့ဆက်ပြီးတော့တိုးကြည့်ကြတာပေါ့ကွာ။အကိုကြီးပြောတယ်လို့ဆိုရင်တော့အကြောင်းမဟုတ်ဘူးဗျ။ဘာပဲဖြစ်ဖြစ်ပါအတွေ့အကြုံရတယ်။ သွားကြမယ်ဗျာနှစ်ဦးသားဆိုင်လက်တူညီစွာနဲ့ပဲဘလူးလုတ်ခံမရရဲမိုးဆူအသွင်ယူထားတဲ့သူပြရဲလန်းအတိုင်းရှောင်းလန်းလာခဲ့ကြပါရဲ့မောင်ရိပ်တို့စုမှုလာပြီးဖြစ်တာကြောင့်နှစ်ဦးသားခက်မြန်မြန်လှမ်းခဲ့ကြတဲ့အချိန်မှာတဦးနဲ့တဦးအမြင်မသွဲကြတဲ့အချိန်မှာရှေ့မှာတော့အစာအုပ်ကြီးတစ်ခုကိုလှမ်းပြီးတော့မြင်လန်းရပါရဲ့မိုးဆူပြောပုံအရာတော့ဖုန်ကြီးကြောင့်လို့ဆိုပေမဲ့လဲတောလေကောင်မှမကောင်းဆိုးပါးတကောင်ထိုင်နေတယ်လို့မျိုးညင်သက်ချောက်ချားလာပါရဲ့ ကျောင်းကြီးကိုမြင်ရတာနဲ့ကျော်စရုကလည်း80ဒေါ်လာကျရင်သူတို့ရဲ့ရှိရာလူတန်းလူမျိုးတစုံတစ်ခုရိတ်ခနဲဖြတ်ပြေးသွားခဲ့ပါရယ်။နှစ်ဦးသားတိတ်မမြင်ရပေမဲ့လည်းတဦးကိုတဦးကြည့်လိုက်ကြပြီးရဲ့နောက်သူတို့မှကြောက်စိတ်မရှိတဲ့အတွက်ရှေ့ဦးသားတိုးမြဲတိုးခဲ့ကြပါရယ်။မကြမီအချိန်အတွင်းမှာကျောင်းကြီးရဲ့တကားဝါကိုရောက်လာခဲ့ပြီးထင်ရှားကကျောင်းရဲ့ကျုံတကားဟောင်းကြီးကိုဖွင့်ရအတွက်လက်ကနေဆက်ကန်လိုက်တဲ့အချိန်မှာသူတို့ရဲ့နောက်ကနေတစုံတစ်ခုကရိတ်ခနဲဖြတ်ပြေးသွားပြန်ပါရယ်။ နှစ်ဦးသားတရီထားပြီးရဲ့နော်လက်ကြည့်ကြပါမယ်လေပါဝင်ချက်မှာမောင်းမိဖြစ်တာကြောင့်ဘာမှမမြင်ရပါဘူးဒီလိုနဲ့တကားကြီးကိုကြည်ကနေမြာဖွင့်လိုက်တဲ့အခါမှာကြောင်နေရနေဝုံကနေမြီပြီးတော့ခုံနဲ့လင်းလို့များအုပ်လိုက်လန့်ပြန်သွားပါရယ်။တာမန်လူတို့အမတ်မထင်ခြောက်ခြားလန့်ပြန်ပြီးတော့အာမေရိတန်များထွက်သွားနိုင်လောက်ပြီမဲ့လေကြော်စုံနဲ့ထင်ရှားတို့ကတော့တတ်တော်များလူယုံများသာကိုကိုတိမ့်ပြလိုက်ပါရယ်။တကားပွင့်သွားတာနဲ့အထဲမှာအလင်းရောင်ကလေးတစ်ခုရှိပါရယ်။ ချင်းရှာကကျောင်းဝကိုခြေလန်းစားလိုက်ပြီးဟိုဒီကြီးရဲ့ခါမှာအခန်းအလေမှာမိရန်ခွက်ကလေးထုံးကြည့်ထားတာကိုတွေ့ရပါရဲ့။ဘုန်းကြီးကျောင်းဆိုတော့ဆရာတော်ရှိမလားမသိဘူး။အတန်ပြုတ်လိုက်ရမလားကိုကြီး။အေးကွာခွင့်တောင်းကြည့်ပေါ့။ကျောင်းဝမှာတရားရောက်ရှိလား။ကျတော့ခီးသွားရပါဝင်ဝင်ပြုတ်ပါခင်ဗျာ။ကျော်စောကအတန်ပြလိုက်ပြီမဲ့လေဘာတမ်းမှပြန်မကြဘဲမိရန်ခွက်ပေးရတစုံတစ်ခုကရိတ်ခနဲဖြတ်ပြေးသွားတာကြောင့်မိငိမ့်သွားပါရဲ့ တိုင်မဲ့လေချက်ချင်းပဲမိတိုင်းခွက်ကနေအလင်းရောင်ကလေးပြန်ထွက်လာပြီးတစုံတယောက်ကထုံညိလိုက်တယ်လို့မျိုးလင်းထိန်နေပါရဲ့အတန်တစုံတရာမကြားရတဲ့အတွက်လူမရှိဘူးလို့ထင်ပေမဲ့လည်းအနေရင်အရေရာပြလာတဲ့အတွက်နှစ်ဦးသားတယောက်ကိုတယောက်ကြည့်လိုက်ကြပါရဲ့အဲ့ဒီနောက်ထုတ်ပြောရမလို့ပဲသဘောပေါက်တဲ့ဟန်ရီနဲ့မိတိုင်းခွက်ကလေးရှီယာကိုရှောက်လာခဲ့ကြပါရဲ့ပြီးတဲ့အခါမှာမိတိုင်းခွက်ကအခန်းလေမှာရှင်များကြောင့်နှစ်ဦးသားနေရာကောင်ကိုရှာလိုက်ပြီးမိလင်းအောင်နဲ့အမောင်ဆက်ကြောင်းရဲ့တိုင်လုံးကြီးများမှာတစ်ဖက်စီနေရာယူလိုက်ကြပါရဲ့ အဲ့နော်ကျွန်းတိုင်လူကြီးများကိုမိပြီးအနာယူသည်နှင့်ငြိမ့်နေလိုက်ကြပါရဲ့အတန်ကြာအောင်တိတ်ဆိတ်သွားခဲ့ပါပြီနှစ်ဦးသားကတိုင်လူကြီးများအမိထိုင်ရင်းနဲ့အမောင်ဘက်ကိုတတိမူနေကြပါရဲ့အဲ့ဒီချိန်မှာပဲမိတိုင်ခွဲရွတ်တည်းငြိမ့်သွားပြန်ပါရဲ့ကြောင်ကြီးတစ်ခုလုံးအမောင်တီကြသွားပြီးရဲ့နောက်ထင်ရှားနဲ့ကျော်စရိအနီပါဝင်ကျမအတန်များဝုန်းနိုင်ကျလာပါရဲ့တခွိခွိနဲ့အော်ဟစ်မန်ဖီနီရဲ့တိတ်ဆန်တကောင်ရဲ့အတန်လည်းကြားပါရဲ့ မိရိုက်ွက်ကလေးပြန်လည်လာတဲ့ချိန်မှာထင်ရှားတဲ့ဂျော်ဆိုရီရဲ့လက်ထဲမှာမိမိရဲ့ရဖန်းစီမိထားတဲ့မြောက်ကြီးတစ်ကောင်ကိုတွေ့လိုက်ရပါရယ်တအုပ်ကလေကုန်းနဲ့လက်ကိုချုပ်ထားပြီးတအုပ်ကအမီနဲ့ခြေနဲ့ချောင်းကိုချုပ်ထားလိုက်ပါရယ်မြောက်ကိုမျက်ဝါးထင်ထင်မြင်ကြရတဲ့အခါမှာနှအူးသားလှုပ်ပေးလိုက်ကြပြီတစ်ချိန်လုံးခြောက်လန့်နေရဒင်းုံကဟုတ်ပါအကိုရအဲ့ဒါဆရာလှုပ်လိုက်တဲ့မြောက်ပဲဗျစင်းမြက်လာပြီးတော့ तू မဟုတ်တယ်လို့ ਨੇ မြောက်မှသာ ဘလူးတပတ်မိစာအန်နီကိုကြက်ဖြတ်လာယူမှမြောင်းနဲ့ချက်တာဘလို့ပုံကုန်များလဲတီးကြံလိုက်တာဟေးမကြခင်တိရတော့မှာပါကျော်စောနဲ့ထင်ရှားရဲ့စကားအတန်တွေကြားရဲမှာယောက်ျားလူစိမ့်တူရဲ့ပြတ်သားပြည်ပြန်လာတဲ့အတန်နဲ့ကြီးကိုကြားလိုက်ရပါတယ်အဲ့ခါမှာတော့နှစ်ဦးစလုံးကြောက်လန့်ခြင်းမရှိပဲဒါပြန်ထွက်ခဲ့လေဆိုပြီးတော့ပြန်အောင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကြောင်မြကြီးရဲ့ပအဝင်ကြမှာလူတရာခန့်စုဝေးပြီးအန်နီရဲ့ပေးတော်မယ့်အလံအသံတွေစုညံလာပါတယ် ကြအောင်လေတိတ်ကိုင်းနေရှိုက်ခဲနဲ့ပေါက်တယ်လို့မျိုးရှိပြီးတော့အဲ့အချိန်တော်တွင်မှာရန်ရှာတဲ့သူတွေလည်းကြောင်းဝပြေးတက်လာတဲ့အံကြားပါရယ်ကြော်စောင်းတဲ့ထင်ရှားတို့ကဘေးကျင်ကထိုင်လိုက်ကြပြီးတဲ့နောက်မိတိုင်ခွက်ကိုအလဲမထိုင်မိတိုင်ခွက်ပြီးမှတန်ကဝေကြောက်ကဝေအယုတ်ကလေးများကိုခြားခြားလိုက်ပါရယ်ဝုန်းနိုင်ကျင်းဒီအတန်တွေနဲ့အတူကြောင်းမပြတ်တလာတဲ့သူတွေကိုခုခံရင်အသင့်ပြင်ချပြီးမယ်လေတက်လာတဲ့သူတွေကလူမဟုတ်ပါဘူးအကောင့်တရားဝန်းကျင်ရှိတဲ့မြောက်တွေသာဖြစ်ပါရယ် အဲ့ခါမှာတော့ကျော်စောကတန်ကဝေကြောက်ကိုရုပ်ကလေးတွေကိုပြန်သိမ်းရဟန်ပြန်လိုက်တဲ့ခါမှာထင်ရှားကလက်ကိုတားဟန်ပြလိုက်ပါရယ်တိရစ္ဆာန်တွေရောမတုံးချင်ပြမတန်နေဦးကြီးလေးဒီကောင်လေးပြုတ်မွားထူးကြနေတတိထားပြစီးတားလိုက်တော့ထင်ရှားရဲ့တတိပေးမှုအစုံမှာတော့နှစ်ဦးသားလက်သီးပြိုင်တူဆုပ်လိုက်ကြပါရယ်တစ်ချိန်ထဲမှာပဲမြောက်ငါးကောင်ပြေးဝင်လာပြီးတော့တန်ကဝေကြောက်ကိုရုပ်ကလေးတွေရဲ့ရှေ့မှာနောက်ကိုလမ်းကျသွားပါရယ်တတိစံတွေရဲ့တိုက်ခိုက်မှုကအကြောင်းပဲမဟုတ်ဘူးလို့တတိထားလိုက်မိပြီးတော့နှစ်ဦးသားခက်ဆူဆူကြည့်ပါရယ် လူထိမိအောင်မအဝေးကြီးလွင့်သွားနိုင်တဲ့ကဝေးစီကိုဒီကောင်တွေကခန့်နိုင်ရှိလာလားတိရစ္ဆာန်ကြီးဆက်ရဲဝင်အောင်တယောက်ယောက်ထင်းချုပ်ထားတဲ့ညီလေးငါတို့စီးပေါက်သွားနိုင်တယ်ထင်ရှားရဲ့တတိပေးချက်အစုံမှာပဲမြောက်ကောင်20ခုံဝင်လာပြီးတော့တိုက်ခိုက်ပါတော့10ကောင်လုံးအင်အားလျော့ပါပြီးတော့လဲကြပေမဲ့လည်းကြန့်ရှိနေသေးတဲ့မြောက်တရားစီကိုကြုံဝင်လာခဲ့ပါတော့တိရစ္ဆာန်ကောင်မှဆက်ရဲဝင်အောင်စီရင်ပြီးတော့တိုက်ခိုက်နေတဲ့သူကိုတည်ကျင်ပေမဲ့လည်းလူလုံးမပြသေးပါဘူး နှစ်ဦးသားလည်းစီးပေါက်သွားတယ်မထူတော့ဘူးဆိုပြီးတော့တန်ကဝေကြောက်ကဝေတွေကောက်ယူလိုက်ကြပြီးမြောက်အနည်းကိုခုခံကြပါတော့။တို့ရမှာလေအကောင့်တရာလောက်ရှိနေရဲ့အာယုံနောက်လာအောင်နှောက်ရှာလာပြီးတော့ဝိုင်းဝန်းတိုက်ခိုက်တဲ့အတွက်ကြော်စနစ်ထင်ရှားလို့နှစ်ဦးလေလော်ဝါချင်းလက်ပြန်ရိုက်လိုက်ပြီးအဲ့ခါမှာတော့ကဝေယုံတစ်ခုရဲ့စွမ်းအားကိုအနှဲငယ်စီပေါင်းဆက်သွားပြီးတော့လင်းကလေးလက်ခဏိဖြစ်သွားတဲ့အတွက်မြောက်ချုလဲကျသွားပါရယ်ပြီးရဲ့ခါမှာမြောက်တို့ကတာမန်စိတ်ဖြစ်သွားပြီးတော့ပြေးစင်းသွားကြပါရယ် မြေရှားဝိဇ္ဇာမျက်စံထွင်ရတဲ့ဘက်တွေကလေမြောက်ကိုတော်ပညာသုံးပြီးတော့တိုက်ခိုက်နေရပါလားဆရာဖြစ်သူနာမည်တက်ပြီးတော့စော်ကားလာတဲ့အတွက်ကြောက်စောနဲ့ထင်ရှားတော့နှစ်ဦးစလုံးရဲ့မျက်နှာတွေတင်းမာသွားပြီးလက်တီတင်တင်ဆုပ်လိုက်ကြပါရယ်အတောင်ပိုင်ရှင်ကတော့ယောက်ျားတန်ဖြစ်ပြီးကြောက်မက်ဖွဲကောင်းလာပါရယ်အဲ့ဒီအချိန်မှာပဲကြောက်မက်ကိုတစုံတယောက်တက်လာတဲ့ခြေတန်းကိုလည်းကြားလိုက်ရပါပြီမကြခင်မှာပဲလူကြောက်ကနှွယ်ပင်လူမျိုးလိန်ကောက်နေတဲ့တောင်ဝေးကိုကိုင်းနေအမောင်တို့ကျန်ရည်ထွက်ပေါ်လာခဲ့ပါရယ် မိတိုင်ကအလင်းရောင်အောက်ကိုလျှောက်တဲ့အခါမှာတော့ကြော်စောနဲ့ထင်ရှားရရဲ့ရှေ့တတဲနှလန်အကွာမှာကြကြနာနာထိုင်ချလိုက်ပါ रे မင်းဘသူလဲငါနဲ့မျိုးလာပြီးတော့ငါဘသူလဲသိချင်တယ်ပေါ့ကောင်းပြီလေတောဆောင်နဲ့တောင်ဆောင်နဲ့ဆိုတာကြားဘူးသလားဒီမြောက်တရားကြောင်းမှာပိုင်ရှင်မရှိရတဲ့ငါရဲ့နာနာမေဟိတာမန်နေပါတဲ့တောဆောင်နဲ့တော့မထင်နေနဲ့နော်ဂမုံတောဆောင်နဲ့တဲ့ဒီလိုအတဝိဇာကြီးများအပိုင်တိတ်တိဝင်ခမုံတွေအဆောင်ရှောင်းဆိုတော့မြောက်ကိုယ်တော်ဆွမ်းအားရှောင်းစီရင်နိုင်တာမဆမ်းပါဘူး အခုကဘာကိစ္စလဲအောင်းမပိုင်နဲ့မှကျွကျော်လာတဲ့ပြင်ကဝေးဆက်ကျိုးရှင်နှစ်ဦးကရရဆဆငါ့အခွဲမတောင်းမင်းနဲ့ကြောင်းနဲ့ဝင်တယ်မင်းတို့အရှင်မထားဘူးကွာအရှင်မထားဘူးကမိုးတော်ဆောင်နဲ့ဆိုရဲသူကတောင်ဝေးကိုဆောင်ပြီးတော့လေတံမမနဲ့ပြောဆိုပါရယ်တာတနိကအဆအုံမှာခရီးသွားရင်တဲခရာဖြစ်တဲ့အတွက်မင်းကိုလည်းခရီးဆိုင်မနေနိုင်ဖျားမြေဖြစ်တာကြောင့်မင်းအပိုင်စားလည်းမဟုတ်ဘူးတကယ်မဖယ်ပေးနိုင်ဘာလို့မလဲကျော်စောကခတ်မမပြန်ပြောလိုက်တဲ့ခါမှာတော့ကမိုးတော်ဆောင်နဲ့လည်းစိတ်ဆိုးသွားဟန်ရှိပြီးတော့ခေါင်းကိုမော့လာပါရယ် ဲ့ဒီခါမှာမိအောင်ရဲ့အောက်မှာသူ့ရဲ့မျက်နှာကိုတေချာမြင်လဲရပါပြီ။တော်ဆောင်တယ်လို့ဆိုပြီးမဲ့လဲနေရအတင်းတတံမဟုတ်ပဲမကောင်းဆိုးဝါးနဲ့တူနေပါပါ။အဲ့ဒီသူကຫນွေကွင်းတတံຈောင်းဝေးကိုစစ်စစ်ကြည့်လိုက်တဲ့ခါမှာတော့ຈောင်းဝေးကလေးပေါ်ကိုမြောက်တက်လာပြီးအဲ့ဒီမြောက်တက်လာတဲ့ຈောင်းဝေးကိုဆွဲယူပြီးတဲ့နောက်ကြော်စုံနဲ့ထင်ရှားရရဲ့ရှူရိုက်ချလိုက်တဲ့ခါမှာကျွန်းပြင်ကခင်နာရီຈန်ကင်းကကျိုးတာကျူပဲ့တာပဲနဲ့ပြက်စီးသွားပြီးအစင်းအောင်စကြူရန်တွေဖြစ်ပေါ်လာပါရဲ့။စကြူတွေကလည်းကြော်စုံနဲ့ထင်ရှားရကိုရစ်ပတ်သွားပါရဲ့။ အဲ့ဒီခါမှာတော့နှစ်ဦးစလုံးကခန္ဓာကိုယ်ရည်အနေငယ်လှုပ်ရှားပြီးတွန်းကန်လိုက်တဲ့အခါမှာစက်ကျိုးတွေပြတ်ထွက်သွားပါရယ်တိုင်မဲ့လေနှစ်ဦးစလုံးကခန္ဓာကိုယ်ရအနေငယ်လှုံ့ရမ်းပြီးတွန်းကန်လိုက်တဲ့အခါမှာစက်ကျိုးတွေပြတ်ထွက်သွားပြီးအဲ့ဒီအချိန်မှာတော့တောဆောင်နဲ့စရဲသူကလည်းအရှောက်မပေးဘဲနဲ့ကြောင်ဝဲကိုထပ်ပြီးဆောင်းလိုက်တဲ့အခါမှာတော့ကြောင်တကားဝါနဲ့ရှိရှိသမျှတော့အပေါက်တိုရဲချာနေမွေတွေတက်လာပါရယ်တော်ကြီးမွေဟာလိုမျိုးအစိပ်ပြင်းတဲ့မွေတွေဖြစ်တဲ့အပြင်မွေနဲ့အတူပြားပရုံးလိုမျိုးတတ္တဝါတွေလည်းဝင်ရောက်လာကြပါရယ် အဲ့ဒီအချိန်မှာပဲတောဆောင်နဲ့စရဲသူကပဲလက်တစ်ဖက်ကိုလေထဲမှာဝှေ့ရမ်းလိုက်တဲ့အခါမှာဆေးပင်လိုလိုကမုန်းလိုလိုအပင်တစ်ခုပါလာပါတယ်။အဲ့ဒီဆေးပင်လုံးချလိုက်တဲ့အခါမှာတော့ရှေ့ရလိုမျိုးအစိမ်းအောင်စက်ကျူတစ်ခုထပ်ပေါ်လာပြန်ပါတယ်။ဒီတစ်ခါမှာတော့စက်ကျူရံတွေလိုမျိုးရှစ်ပတ်ချင်းမရှိဘဲနဲ့အခုံးငွေတံံဖြစ်ပြီးတော့တဖြည်းဖြည်းများလာပြီးအချင်းချင်းတတိပင်းရန်ဟန်ပြန်လိုက်ပြီးမဲလဲနောက်ကျသွားခဲ့ရပြီးတော့အဲ့ဒီအငွေတွေကိုရှူဆိုင်မိခဲ့ကြပါတယ်။နှုတ်ဇလုံးရဲ့အမြင်တွေဝေဝါးလာခဲ့ပြီးခေါင်းထဲမှာလည်းကြိုက်ခဲလာပါတယ်။ တောဆောင်နဲ့ဆိုရဲသူကတဟားဟားနဲ့ရှီမိုးရင်ကြည်နေရပါ။မွေးနဲ့ပရုံးတွေကလည်းအရှိန်နဲ့ဝင်အောင်လာကြပြီးကြော်စောနဲ့ထင်ရှားတို့ကိုတိုက်ခိုက်ပါရယ်။သူတို့နှစ်ဦးကလည်းအမြင့်အာယုံမရှိတော့တဲ့ခြားနဲ့အန်နီယခုခံကြပါရယ်။တယောက်ချင်းစီရဲ့လဝါပေါ်ကတန်ကဝေကြကဝေတွေကမိโซရန်တွေဖြာထွက်ပြီးအစိတ်ကောင်းများအန်နီယကိုတွန်းလှန်ပါရယ်။ဒါပေမဲ့လေမွေးတွေကရော့ရော့ချင်းမရှိတိုးမြက်တိုးလာတဲ့အတွက်တိုက်ခိုက်မှုရပ်တန့်လိုက်ကြပြီးတော့အကာအကွယ်ပြုလုပ်ကြပါရယ်။ ကဝေးယုံနှစ်ခုအလေးရောက်နေပေါက်ဆက်သွားပြီးတော့ကြော်စောနဲ့ထင်ရှားတို့ကိုဖန်အုံဆောင်တပွဲကကွယ်ထားလိုက်ကြပါရယ်။အဲဒီကကွယ်ကိုထီမီတဲ့ဘရုံတို့ကကြမ်းမော်ကိုတကောင်စီကြသွားပြီးတော့မူရီကလည်းရှေ့မတိုးရဲ့ဖြစ်လာတဲ့အခါမှာတောဆောင်နဲ့ဆိုတဲ့သူကအကာအကွယ်ကိုသူ့ရဲ့တောင်းဝင်နဲ့ထိုးဖောက်လိုက်ပါရယ်။အစွမ်းထလာတဲ့အတွက်အကာအကွယ်လည်းပျက်စီးသွားတဲ့အခါမှာအစိတ်ကောင်တွေကလူတို့လိုခိုင်းစီပြီးထပ်မံတိုက်ခိုက်ပြန်ပါရယ်။အချိန်အပြင်းကတော့ညတကောင်ကိုနီးကပ်လာပါပြီ။ တဖက်မှာလည်းကမ္ဘာလုံးစည်ဒီအနီမှာပရိစိတ်နဲ့မျက်စံထွန်းကစိတ်လက်စာပရိကိုတဝက်နဲ့ရှက်တန်လိုက်ပါရယ်။အဲ့ဒီနောက်ပရိကိုခောက်ကင်လိုက်ပြီးတော့မျက်စိကိုစုံမိထားရင်တခုခုအာယုံခံလိုက်တဲ့အခါမှာသူ့နားထဲမှာအတန်တချူကြားလာပါရယ်။ဆရာသခင်ကျွန်ုပ်ကိုကဲပါကျွန်ုပ်ခမုံတော်ဆောင်နဲ့အချုပ်နောက်ခံထားပါရယ်အချိန်မလွန်ခင်ကဲတယ်မှာမျက်စံထွန်လေးအဲ့လိုမျိုးကြားရတာနဲ့မတက်ထားရလိုက်ပြီးတော့အတန်လာရနောက်ကျဘက်ကိုမျက်နာမူလိုက်ပါရယ် အဲ့နောက်တေချာစီဖို့အတွက်အမြင့်တက်ကိုထပ်မံဆူဆိုက်ပြီးတာဟုတ်ကိုကြည့်တဲ့အခါမှာငွေမြောင်လင်လက်နေတဲ့ကမုန်းတော်တစ်ခုကိုကြည့်ရပါရယ်အဲ့တော့မှပဲအခုံးငွေတရံခရေးရေးမြင်နေရတဲ့တောဆောင်ကစကြုံရံနေရှိပတ်ပြီးတော့အချောက်ခံထားရတာပါ။မျက်စံထွားကမုန်းလေးကိုကြည့်တဲ့အခါမှာအထောက်ဝိဇာကြီးများဆောင်းဆောင်ရံမှားကြထားတဲ့ကမုန်းလေးဖြစ်နေတဲ့အတွက်အဲ့ဒီကမုန်းတော်ကလူတယောက်ကိုလည်းတွေ့လိုက်ပါရယ်။မျက်စံထွန်းလေးဆုံးဖြတ်ချက်တစ်ခုကိုအ мян ချပြီးတော့လက်ဝါးနှစ်ဖက်ရှက်လိုက်တဲ့အခါမှာလေးဘူးပေါင်းလိုမျိုးအလုံးကလေးတစ်ခုလက်ထဲကိုရှောက်လာပါရယ်။ အဲ့အလုံးလေးကိုကြောစောနဲ့ထင်ရှားလို့ရှိရစီကိုဆေးလွှတ်လိုက်ပါရယ်။ပရိယအာယုံမပြတ်စိတ်နေအချိန်မှာပဲတပည့်နှစ်ဦးကိုကြည်နေခြင်းဖြစ်ပြီးတော့ဒုက္ခရောက်နေအောင်တည်ပေမဲ့လည်းကုညီခွင့်မရှိတဲ့အတွက်အချိန်တွေကို စောင့်ကြည့်နေကြမှာ။အခုခါမှာတော့တောဆောင်တဲ့အစစ်ကိုအာယုံမှမြင်လိုက်ရတဲ့အတွက်တပည့်နှစ်ဦးကြုံနေရတဲ့ပြဿနာကနှစ်တွေ့ရဲ့ဆန်သက်ချက်မဟုတ်တာကိုတိလဲရတာကြောင့်ကာကွယ်ပေးလိုက်ခြင်းဖြစ်ပါရယ်။ပြေခါမှာတော့မျက်စံထုံကလက်ညှိုးညွှင်နေလေထဲမှာပဲဝေယံပြီးတော့သူ့ရဲ့အာနာစံနဲ့တောဆောင်နဲ့ကိုခြုံနောက်ထားတဲ့စက်ကျူရီကိုဖျက်တောက်ပေးလိုက်ပါရီ အဲ့ဒီနော်မနှောနဲ့ဆက်သွဲပြီးသူ့ရဲ့ရှေ့ကိုရောက်လာဖို့အတွက်အမိန့်ပေးလိုက်ပါရယ်ကျေးဇူးကြည်လာပါရယ်ဆရာသခင်ကျွန်တော်လွတ်မြောက်ပါပြီဘလို့ဖြစ်တယ်ဆိုပါတော့တောဆောင်နမင်းကြီးကမုံအလိုရှိတဲ့အောက်လမ်းမိစားတကောင်ရောက်လာပြီးတော့အတိတ်တွေဝင်ကမုံတွေလူယူသွားပါရယ်ကျွန်တော်ဒါစီကျုံလည်းခုခံပြီးတော့ချုံနောင်ခဲ့ခြင်းမတဲ့လိုအထပ်ပုတ်ကိုများအမိန့်ခံတဲ့တောဆောင်နဲ့တပောင်ချုံနောင်နိုင်တဲ့အောက်လမ်းမိစားဆိုတော့စိတ်ဝင်စားစရာပဲတတိထားပါဆရာသခင် ီတော်တီတောင်မှာရှိတဲ့အကြီးကဲပုဂ္ဂိုလ်တဦးရဲ့အစီအပါဖြစ်ပြီးတော့လူမဟုတ်တဲ့ဘလူးတကောင်မှာသူ့ရှင်သခင်မတိကံမှာစိုးမိုက်နေဟန်ရှိပါတယ်။ကောင်းပါပြီတောဆောင်နမင်းအတင်းသွားတော့တိတ်စီလူမြောက်လာပြီးတော့ခမုံးနေပြန်ပေးပါလိမ့်မယ်။ကျေးဇူးကြီးလာပါတယ်ဆရာသခင်။ကမုံးတောဆောင်နဲ့ပြောက်ွယ်သွားပါရဲ့။တစ်ဖက်မှာလည်းကျော်စောနဲ့ထင်ရှားတို့ကမိမိတို့ရဲ့အကာအကွယ်ပျက်စီးသွားတဲ့အပြင်အပြင်းထန်ဝေဒနာတွေကိုခံစားနေရတဲ့အတွက်အခက်တွေ့နေတဲ့အချိန်မှာအစားအကာအကွယ်တစ်ခုကိုရလိုက်ပါရဲ့။ ဆရာဖြစ်သူကိုလည်းတတိယလိုက်ကြပြီးတော့တိုက်ခိုက်ခြင်းမပြုခင်မှာမိမိတို့ရဲ့ဝေဒနာတွေကိုတန်ကိုဝေကြကိုဝေအစွမ်းနဲ့ကုသနေခဲ့ပါရယ်တို့ရမှာလေထိရောက်မှုမရှိဘဲနှစ်ဦးစလုံးတတိမိသွားခဲ့ပါရယ်တောဆောင်နဲ့အယောင်ဆောင်ထားတဲ့မိစားလေအခွင့်ကောင်းရပြီလို့ဆိုပြီးတော့အကအခွဲကိုထပ်မံဖြက်စီဖို့အတွက်တောင်ဝေးနဲ့ရွှေပြီးထိုးလိုက်တဲ့အခါမှာတောင်ဝေးကကျွန်းကန်အားပြင်းတဲ့အတွက်တစ်ခုခုကိုထိမိတယ်လို့ရှိပြီးတော့အနောက်ကိုလွင့်ဆင်သွားပါရယ် ကျော်စောနဲ့ထင်ရှားတို့ကမလုံမရှက်ညှိတက်နေရတဲ့မိစာကောင်ကတွေ့ဝေးသွားပြီးနားမလည်နိုင်ဖြစ်နေတဲ့အချိန်မှာရှေ့မှာမျက်စံထုံရောက်လာခဲ့ပါရယ်ကမုံးမင်ခိုးတဲ့သခိုးမိစာငါနဲ့မှတွေ့ရတယ်လို့မင်းမသူလဲငါဝိစာတူကြိုက်ပြီဒါမျိုးတွေ့ချင်တာကဲရော့ဟိမိစာကောင်ကလက်ကိုစန့်ထုတ်လိုက်ပြီးတော့မျက်စံထုံကိုစက်ကျိုရန်တစ်ခုနဲ့ပြစ်လိုက်ပါရယ်ဆက်ကြရငါမွေလူမျိုးပြောင်းသွားပြီးတော့တက်တက်ပြေးဝင်လာတဲ့အတွက်မျက်စံထုံးလေးစက်ကနေဆွဲဖမ်းလိုက်ပါရယ် မွေရကျွတ်ချောင်းတပွဲစန့်ကြန်နေပြီးတော့ပါဇက်ကြီးဖြဲပြီးတော့စိစိကြည့်နေတဲ့မျက်စံထွင်းမျက်နှာကိုဒေါသတကြီးနဲ့လှမ်းကြိုက်ပါရယ်မျက်စံထွန်းဖို့တိတ်တိဆဲပါမအောင်ပြီးမော့ပညာတက်ခဲစင်ကလေးကအစိတ်ရှိရဲ့တတ္တဝါတွေကိုတတ်မဲ့ပစ္စည်းလိုကစားခဲ့ခြင်းကြောင့်မွေကိုတစ်ဖက်ကိုပြစ်ချလိုက်ပါရယ်ချက်ချင်းမဲမိစားကောင်ကတောင်ဝေးကိုဝေးရမ်းပြီးအနီးမှာခေါ်ယူထားတဲ့ဘရုံးငါးကောင်ကိုမျက်စံထွန်းစီကိုထပ်ပြီးတော့ပြစ်လွတ်လိုက်ပြောပါရယ်မြက်ဆန်ထွန်းကလည်းဘရုံးတွေကိုတိုက်ခတ်ခြင်းမပြုမီအင်းတစ်ချက်ကိုသာလော်ဝါရိုက်ပြီးတော့ထောင်ပြလိုက်ပါရယ် မိုက်ကန်ဆက်ကူပွားခဏနဲ့အခရာအချက်ကိုဘရုံးနေမြင်တဲ့အခါမှာစန့်ကျင်ဘက်ကိုလှည့်ပြီးတော့မိစ္ဆာကောင်ကိုပြေးဝင်တိုက်ခိုက်ပါရယ်မိစ္ဆာကောင်ကလည်းတောက်တချက်ခောက်လိုက်တဲ့အခါမှာဘရုံးနေကမိကြီးလူမျိုးရဲရဲနေပြီးတေဆုံသွားပါရယ်တစ်ချိန်တည်းမှာပဲမျက်စံထုံးကခြေကိုကြလိုက်ပြီးတော့နင်းချလိုက်ပါရယ်မိစ္ဆာကောင်ရဲ့ရုတ်တရက်တိုက်ခိုက်မှုဖြစ်ပြီးမတိမတအနာကိုရှောက်လာတဲ့တောင်ဝေးကိုစီးနှင်းလိုက်ခြင်းမှာအဲ့နောက်ကင်ထားတဲ့အင်ချက်ကလေးကိုအောက်ကိုချလိုက်ပြီးတော့တောင်ဝေးပေါ်ကျသွားပြီးမီးဟုံဟုံတောက်သွားပါရယ် မိရောက်တွေခြားရကနေမိစာနာတို့ဦးထပ်ပေါ်လာပြီးတောဆောင်တဲ့အယောင်ဆောင်ခဲ့တဲ့မိစာအနီမှာရှက်ပါရယ်ပြီးရဲ့ခါမှာမျက်စံထုံးကိုနှစ်ယောက်တိုက်ခဲ့ပါရယ်နောက်ဦးဇလုံကလက်ပလာဖြစ်ပြီးမဲ့လေအစွမ်းချလာရည်လေမျက်စံထုံးကလည်းလောက်မကတဲ့ပညာသေးပေါင်းများများစွာကိုရင်ဆိုင်ခဲ့ရတဲ့အတွက်စိုးရင်ချင်းလုံးဝမရှိပါဘူးတိုင်မဲ့လေတပည့်နှစ်ဦးကိုထိကဲမှာဆိုရတဲ့အတွက်ငဲ့ညာသောအပြင်ကြောင်းတွင်နေဖြတ်ခနေပြပြီးကြောင်းဝါနေဆင်းသွားခဲ့ပါရယ်ဝိဇာတို့သာဆိုရဲကြောက်လာကြည်လားဘဲနေတော့ရှောင်ပြေတော့မလို့လား ညောက်တရားကြောင့်ဝင်အရှင်ထွက်ဆိုတာမရှိဘူးဟေးရော့မိစာနှကောင်ကလည်းလက်တွေဝဲပြီးတော့မိုးကျွတ်လျက်စီလိုမျိုးဆက်တွေနဲ့တိုက်ခိုက်ပါရယ်အဲ့ဒီခါမှာတော့မျက်စံထွန်းလေးဆက်ကျိုးတွေကိုဆွဲယူပြီးမိစာရေးစီကိုပြန်လေပြက်လွန်လိုက်ပြန်ပါရယ်ကိုလက်နဲ့နဲ့ကိုပြန်ပြီးတော့ထိသွားတယ်မိစာကောင်တို့လည်းအနောက်ကိုရှိုင်းထိုးသွားပါရယ်အဲ့နောက်မျက်စံထွန်းကဆက်ကျိုးရန်ဖြူကလေးတွေကိုလက်ညှိုးမှရွှတ်ပတ်ပြီးတော့အင်းတက်ကွက်ကိုလက်ဝါးပေါ်မှာပင်စီရင်လိုက်ပါရယ် ပြီးတဲ့အခါမှာတော့မိစာကောင်တွေစီကိုတွန်းထုတ်လိုက်ပြီးအင်ကွက်ကကျဲပြန့်ထွက်သွားပြီးတော့မိစာကောင်တွေလည်းစက်ကျွတ်တန်တွေကိုကာကွယ်ရန်ပြန်လိုက်ပါတယ်။ဒါပေမဲ့မျက်စံထုံရဲ့စွန့်အပြင်းနဲ့အင်ကွက်ကိုမခုခံနိုင်ပဲခဝေးဝေးကိုလွင်ဆင်သွားပြီးမြေပေါ်လဲကျတဲ့အခါမှာတော့သိပွက်ပွက်အမာရဲချက်ချင်းပဲမိစာနှကောင်ကလူအသွင်းကနေနဘလူအသွင်းအဲ့ရနေတဆင့်လူအသွင်းဖြစ်လှင်းမြစွာပြောင်းလဲနေပြီးမျက်စိရှိမှပဲပျောက်ကွယ်သွားပါရဲ။အဲ့နော်တပည့်နှစ်ဦးရှိခဲ့တဲ့မြောက်တရားကျောင်းကြီးဘက်ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးပုပ်ပါတောင်ကလပ်ကိုပြန်သွားခဲ့ပါရယ် မနေ့အာယုတတဲချင်းရောက်တဲ့ခါမှာတော့ကြော်စုံနဲ့ထင်ရှားလို့နှုတ်ရဲနားထဲမှာချက်ချင်းတတိယဖို့အတွက်အမေပေးလိုက်တဲ့ဆရာဖြစ်သူရဲ့အတန်းကိုကြားပြီးနှိုးထလာခဲ့ကြပါရယ်။အစွမ်းချက်လုံးနဲ့မိစာရိကဘလိုမျိုးပုံကိုယ်တွေဖြစ်တာကိုသိချင်နေကြပြီးဆရာဖြစ်သူစီကိုတွားရင်ပြန်လိုက်ကြပါရယ်။နောက်ဆုံးစံသက်ချက်ကိုလည်းအောင်မြင်ခဲ့ပြီလို့အထင်မှားနေရပါအရှိယာနေရောင်နေပေါ်ရနဲ့မြောက်တရာကျောင်းကြီးကိုကြောက်ခိုင်ခဲ့ပြီးပုပ်ပါတောင်ကလပ်ကိုသွားရလန်ကိုရှောက်ဖွေကြပါရယ် ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အပိုင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစားလေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဥတျချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်။